တော့ပတ်ဝန်းကျင်မှာလည်းဒီလိုမေမျိုးနဲ့လိုက်ဖက်တဲ့ အိမ်လက်လက်လေးတွေကသူ့ဟာနေသူစီစီရီရှိနေတယ်ပြီးတော့ဒီရင်ငယ်ရဲ့ပေါ့နော်ကျွန်တော်ကအထင်ကြီးနေရာဖြစ်တဲ့ဒီမှာကျွန်တော်ကဟစ်တော့ဂျန်လို့ခေါ်တဲ့ဟိုတယ်လေးတွေလည်းရှိတယ်အဲ့တော့အချက်ချာအရန်ကောင်းတယ်ပတ်ဝန်းကျင်တိတ်ဆိတ်တယ်ပြီးတော့ချမ်းချဲချဲနဲ့အေးအေးချမ်းချမ်းနေကျင်တယ်နောက်တစ်ခုကပိုင်ဆိုင်မှုအားကောင်းတဲ့ဂရံမြေလည်းဖြစ်ရမယ်ဆိုရဲကျွန်တော်မိတ်ဆွေတွေအတွက်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကဈေးနှုန်းတင့်တင့်နဲ့ကျွန်တော်တို့ကလိုချင်တဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဆိုရင်ကျွန်တော်က recommend ပေးပါတယ်ခင်ဗျာပြီးတော့လေဟိုးမှာတွေ့တာကျွန်တော်တို့မျက်နှာကားတွေကလေကိုနေတိုးနေတာ ာလို့ကျွန်တော်တို့က market တို့နေတဲ့အိမ်လေးတွေရဲ့ဘေးမှာရှိတဲ့ခြံခွက်လေးတွေဖြစ်ပါတယ်။တက်ကြည့်မယ်။ကျွန်တော်ကဒီနေ့နည်းနည်းလေးအကြံပြုလိုက်ပါစေကျွန်တော်ပြုံးလွင်မျိုးမှာကျွန်တော်တို့ဒါပေ40 60ခြံခွက်လွတ်တစ်ခွက်ကိုပိုင်ဆိုင်မှုအကောင့်နဲ့ကြေရန်နေပေါ့နော်အဲ့လိုမျိုးခွက်တစ်ခွက်ကိုသိန်း4000ကျော်5000ဝင်းကျင် ပေါက်နေတဲ့အချိန်မှာကျွန်တော်ကဒီနေ့ခြံအကျဲမျက်နှာစာက အရှေ့ရတရားပေါ့နော်အဲ့တော့40တရားချမ်းကျဲကျဲတစ်ခွက်ကိုကျွန်တော်က3000ဝင်းကျင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပတ်ဝန်းကျင်မှာဒီလိုစိမ့်ဆိုပြီးတော့မှဂန်းကော်ပင်လေးတွေရောဒီလိုလေးဝါးရိပ်လေးတွေရောဒီလိုပြုံးလေးမှာပောက်ရောက်နိုင်တယ်ဒီလိုချင်းကျူပရိသာပင်လေးတွေနဲ့အပင်ကြီးအပင်ကောင်းနဲ့အရိပ်အဝါတာကောင်းကောင်းနဲ့အပြင်ကိုကျွန်တော်ဒါပြုံးလေးမျိုးရဲ့ မဟာအန္တုကနာဖရာကြီးအနီးမှာရှိတဲ့ကျွန်တော်ဒါရက်ွက်ပေါ့နော်အဲ့တော့ပြုံးလင်မျိုးရက်ွက်ကြီး71ရင်းငယ်မှာရှိတဲ့ကျွန်တော်ဒါပိုင်ဆိုင်မှုအကောင်းနဲ့ဂယံမြေွက်လေးတွေကိုကျွန်တော်ကဒီနေ့ရောင်းချပေးဖို့အတွက်ဒီနေရာကိုရောက်ရှိနေပါဖြစ်ပါတယ်ခင်ဗျာဒီလမ်းမကြီးကဒါကျွန်တော်တို့မဟာအန္တုကနာဖရာကြီးကိုသွားတဲ့မန္တလေးလမ်းရှုလမ်းဖရာကြီးလမ်းမကြီးနဲ့ဒါအပြိုင်တကွန်းကုန်းမှာရှိတဲ့နေရာမှာတရှိတဲ့ချံွက်လေးတွေဖြစ်ပါတယ်ခင်ဗျာကဲတာပြီးလေ့လာကြည့်ကြစို့ကျွန်တော်ကဒီနေ့ တရင်ကောင်းလေးတစ်ခုကိုတဲလာတဲလာစရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြုံးလင်မျိုးရက်ွက်ကြီးဆက်တဲ့ရေငယ်ရေငယ်ဆိုတာကျွန်တော်ပြုံးလင်မျိုးရဲ့အထင်ကြီးနေရာဖြစ်တဲ့မဟာအနုကန္နာဖရာကြီးကိုဖူးမြော်လို့ရနိုင်တဲ့ကျွန်တော်မဟာအနုကန္နာဖရာကြီးကိဝတ်ဆံပေတော်မူနေတဲ့ဒီလိုရက်ွက်အတွင်းမှာရှိတဲ့ကျွန်တော်ဒါချံွက်လေးကျွန်တော်ဒါလေးွက်ကိုကျွန်တော်ဒီနေ့မိတ်ဆက်ရောင်းချပေးမယ်အဓိကကလေပိုင်ဆိုင်မှုအားအယံကိုခိုင်မာတဲ့ ဂယံမြေအမျိုးအစားဖြစ်တယ်အဲ့ဒီဂယံမြေကိုမှကျွန်တော်တို့ဒါဈေးတက်တက်တတနဲ့ကျွန်တော်ရောင်းပြီးမှဖြစ်ပါတယ်ပတ်ဝန်းကျင်မှာလည်းအခုဒီမှာတွေ့လားလမ်းကလေဒီလိုဒီဘက်ကလည်းပေ20ကွန်ကရစ်လမ်းဖြစ်တယ်ဒီဘက်အရှေ့ကြီးကလည်းဒီဘက်လမ်းဖြစ်တယ်ပြီးတော့ဟိုးဘက်မှာလည်းတစ်ခုရှိတယ်ပြီးတော့ဒီဘက်အပေါ်မှာလည်းတစ်ခုရှိအဲ့တော့ကျွန်တော်တို့ဒါလမ်းလေးစုံအချက်ချကြတဲ့နေရာတစ်ခုဖြစ်တဲ့ အနေထားမှာတရှိတဲ့ခြံွက်လေးတွေဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ဒီခြံွက်လေးဆိုရင်ဒါဒေါင်းွက်လေးကျွန်တော်ဒါအိမ်နေစောင့်နေကြီးမကြခင်ပစ္စည်းရောမယ်ပတ်ဝန်းကျင်မှာဒီလိုလှလှလေးတစ်လုံးအိမ်လေးတစ်လုံးဒါကျွန်တော်မကြခင်ပေါက်ထွက်လာတော့မယ်အဲ့လိုပဲဒီလိုနေရာမှာအိမ်လေးတစ်လုံးကိုလှလှလေးတစ်လုံးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကတော့ comment ပေးတယ်ကဲဒီမှာဒါကျွန်တော်တို့ပေါ်ဝင်ကြမှာလဲအရန်ကိုလှပတဲ့မြမျိုးနဲ့လက်ဖက်တဲ့အိမ်လေးတစ်လုံးကလည်းမကြခင်မှာထွက်ပေါ်လာတော့မှဖြစ်ပါတယ်အဲ့တော့ဒီလေးဒီလိုအိမ်လေးတစ်လုံးရဲ့ဘေးမှာကျွန်တော်တို့ဈေးအရန်တက်တာတဲ့ သိန်း2150နဲ့အယောင်းဖွင့်ထားတဲ့ကျွန်တော်ဒီမှာဒီခြံခွက်လေးတစ်ခွက်ကိုကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်အကျေကတော့မျက်နှာစာကတော့ကျွန်တော်58ပဲဖြစ်တယ်အနောက်ကတော့50နဲ့10ပဲဖြစ်တယ်ဒီဘက်ကတော့50ဖြစ်တယ်ဒီဘက်ကတော့50ဖြစ်တယ် square feet နဲ့ဆိုရင်ကျွန်တော်တို့က2500 square feet ဝန်းကျင်ရှိတဲ့ခြံခွက်လေးတစ်ခွက်ဖြစ်တယ်အလှည့်ကတော့အရှိအလေဖြစ်တယ်ကျွန်တော်မဟာဒုက္ခသာဖရာကြီးကိုကောင်းစွာမြင်တွေ့လို့ရနိုင်တဲ့ view ကောင်းကောင်းနဲ့တောင်ဆောင်လေးပေါ်မှာတည်ရှိတဲ့ခြံခွက်လေးတစ်ခွက်ဖြစ်တယ်နောက်ထပ်နှစ်ခွက်ကိုလည်းကျွန်တော်ခေါ်သွားမယ်အဲ့ဒါအင်းလေးရဲ့ဟိုဘက်မှာ နောက်ထပ်ချန်ကလေးတွေနဲ့ကွက်ကအခုစောင့်နေတဲ့အိမ်လေးရဲ့ဘေးမှာဒီမှာလာကြည့်ကျွန်တော်ပြမယ်။သူကအလှည့်อ่ะဒါကျွန်တော်တို့တောင်လဲဖြစ်မယ်။ချဲရဲ့ကြဲကမျက်နှာစာက40ဖြစ်တယ်။ဟိုးရဲ့နောက်ကလည်း40ဖြစ်တယ်။ပြီးတော့ဒီဘက်ကတရားနဲ့တပေစီရှိတယ်။အဲ့တော့40 တရခြံအကျယ်ပေါ်မှာရှိတဲ့အရှိလေလေးခြံခွက်တို့ကကိုကျွန်တော်ဒီခြံခွက်ကလေးကိုကျွန်တော်လာ2950နဲ့ကျွန်တော်ညှိနှိုင်းပြီးရောင်းချပေးမယ်။မြေလေးကလည်းဒီလိုနှိမ့်လျှော်လေးအဲ့မိမိစိတ်ကြမိမိရဲ့ကိုပိုင်ကဘာငယ်လေးကိုကျွန်တော်ဒါဖန်တီးလို့ရနိုင်တဲ့ပမွေးချက်အရန်တန်းတဲ့နေရာမှာတရှိတဲ့ခြံခွက်လေးတွေဖြစ်တယ်။ဒါဆိုကျွန်တော်နှစ်ခွက်ရှိပြီ။အခုဒီခြံခွက်လေးကလည်းဒါကျွန်တော်ဒါတောင်းလဲပဲ။ပြီးတော့အကျရလဲဒါကျွန်တော်ဒါ မျက်နှာစာ40ဖြစ်တယ်ဟိုဘက်ကလည်း40ဖြစ်တယ်ပြီးတော့ဒီဘက်ကကျတော့100နဲ့100ပဲဖြစ်ပြီးဒီဘက်က90နဲ့80ပဲဖြစ်တယ်ခေါ်ထားတဲ့ဇင်းတော့ကကျွန်တော်3000နဲ့90ကိုကျွန်တော်ညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့အဓိကကလေပိုင်းဆိုင်မှုအားအရန်ကိုခိုင်မာတဲ့ခရံမြေမျိုးစားဖြစ်တယ်ပြီးတော့ကျွန်တော်ပြုံးလေမြို့မှာဆိုရင်ကျွန်တော်ပြုံးလေမြို့လေကောင်မှာဆိုရင်ပေ40 60ချမ်းခွက်တို့ကကိုအသိန်း9600ဝင်းကျင် စေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီလိုပေး40 100ချံခွက်တစ်ခွက်ကိုဒီ GM မြို့စားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့3000ဝင်းကျင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်မိတ်ဆွေများအားလုံးကိုကျွန်တော်ကသတင်းကောင်းလေးပို့လိုက်ပါစေကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ